မင်္ဂလာပါရှင်မေလာ21ရက်ဗုဒ္ဓဦးနေ့ရွှေကောင်ရဲ့အတိမတ်ဖွေရသတင်းကပားကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ယူကရိန်းစစ်ပွဲရဲ့အဆုံးသတ်ရေးပူတင်နဲ့ဒေါ်နယ်ထရန့်ဆွေးနွေးမယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီးရုရှားသမ္မတပူတင်နဲ့လာမယ့်တနင်္လာနေ့မှာတယ်လီဖုန်းဆက်သွယ်ဆွေးနွေးမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားကြောင်းသိရပါတယ်။ ပူတင်နဲ့ဆွေးနွေးပြီးရင်ယူကရိန်းသမ္မတဇလန်စကီ နေတိုအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်းဆွေးနွေးမယ်လို့ထရန်ကဆိုပါတယ်။ထိပ်သီးဆွေးနွေးပွဲတွေ ပြုလုပ်ခြင်းဖြင့်အပြည့်အခက်ရစေရေးအောင်မြင်ဖို့ရည်ရွယ်တယ်လို့ပြောပါတယ်။ဒါဟာအကျိုးဖြစ်ထွန်းတဲ့နေဖြစ်ပြီးအပြည့်အခက်ရစေရေးဖြစ်လာကမဖြစ်တဲ့စစ်ပွဲပြီးဆုံးလိမ့်မယ်လို့ဒေါ်နယ်ထရန်ကပြောပါတယ်။ ယူကရိန်းနဲ့ရုရှားထိပ်တန်းကိုဆက်လက်ဖွဲ့ဟာစစ်ပွဲ၃နှစ်ကျော်ကာလအတွင်းပထမဆုံးအကြိမ်တိုက်ရိုက်ဆွေးနွေးမှုကိုတရကီမှပြုလုပ်ခဲ့ကြောင်းသတင်းများကဖော်ပြပါရယ်။ထရန်နယ်ဆွေးနွေးပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကောကပြောပါရယ်။ဒါပေမဲ့လည်းယူကရိန်းသမ္မတတောင်းဆိုထားတဲ့ပူတင်နဲ့တိုက်ရိုက်ဆွေးနွေးရေးကတော့တည်ကြတဲ့သဘောတူညီချက်တချို့ရရှိမှသာဖြစ်နိုင်မယ်လို့ဆိုထားကြောင်းသိရပါရယ်ရှင်။ ဆလတ်တင်စမဲသတင်းကတော့အမေရိကန်ဒူသမရာနဲ့ဇလန်စကီရောမရင်ဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်အီတလီနိုင်ငံရောမမြို့တွင်မေလ19ရက်နေ့ကကျင်းပတဲ့ပုံရဟန်းမြင့်ကြီးသည့်တာဝန်အနှင်းပွဲအခမ်းအနားသို့တရောင်နေကြသော အမေရိကန်ဒုသမ္မတ JD Vance နှင့်ယူကရိန်းသမ္မတ Zelensky တို့တရားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း AFP သတင်းကဆိုပါတယ်။ ၎င်းတို့နှစ်ဦးဟာသမရာထရန်နဲ့ရုရှားသမရာဗလာဒီမာပူတင်တို့ကြောင့်တယ်လီဖုန်းခေါ်ဆိုမှုအကြောင်းဆွေးနွေးခဲ့တယ်လို့ယူကရိန်းအကြီးတန်းအရာရှိက AFP တို့ပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်။အေဖီရိုတွေ့ဆုံပွဲအတွင်းအခြေအနေတင်ဖြစ်ခဲ့သောဇလန်စကီနှင့်ဂျေဒီဗန်စတိုမှရောမဆွေနေပွဲတွင်ပြုံးရှင်ရင်းနှီးစွာဆက်ဆံပြုဆိုခဲ့ကြကြောင်းသတင်းများတွင်ဖော်ပြထားပါသည် စလန်စကီကယူကရိန်းနဲ့ရုရှားကြားတိုက်ရိုက်စစ်ဆင်ညှိနှိုင်းရေးပလက်ဖောင်းတစ်ခုဖြစ်လာဖို့လိုလားတဲ့အတွက်ဗာတီကန်ကိုကျေးဇူးတင်ပါတယ်လို့ပုံရဟန်းမြင့်ကြီးနဲ့တွေ့ဆုံမှုအပီရင်ပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်ထမန်နေစမဲ့တဲ့ရင်ကတော့ဂါဇာသို့အစားအစာများအကန့်အသတ်ဖြင့်ပေးပို့ခွင့်ပြုမယ်လို့နေတန်ယာဟုပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ပေးဆို့မှုများလျှော့ပေါ်ပြီးဂါဇာသို့အစားအစာများအကန့်အသတ်ဖြင့်ပေးပို့ခွင့်ပြုမယ်လို့အစ္စရေးဝန်ကြီးချုပ်ဗီဇမင်နေတန်ယာဟူရှုံကမေလ16ရက်တွင်ကြေညာခဲ့ကြောင်းသိရပါတယ်။မရှလာကရေကအကိုအညီများကိုပိတ်ဆို့ထားရာငတ်မှုမှုအနေရဲ့ကြောင့်ဖိအားများမြင့်တက်လာခဲ့သည့်အချိန်အစ္စရေဟာဂါဇာရင်စစ်စင်ရေးတုံ့ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်က လူရာနဲ့ခြေသေးဆုံးပြီးတညာအတွင်းတနေရာထဲမှာလူပေါင်း130သေဆုံးခဲ့တယ်လို့ပါလက်စတိုင်ကျမ်းမာရေးအရာရှိများကဆိုပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့အကြံပြုချက်အရဟာမတ်စ်တို့ကိုအနိုင်ယူမဲ့တိုက်ပွဲများတိုးမြင့်ရန်နဲ့လိုအပ်ချက်အရငတ်မော်ခေါင်းပေါင်းမှုအကြံအတည်းမဖြစ်ရန် အခြေခံစာနယ်ဇင်းပမာဏကိုအစ္စရေးကခွင့်ပြုမယ်လို့နေတန်ယာဟုယုံကဆိုထားကြောင်းသိရပါတယ်။ ကာတာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ အစ္စရေးနဲ့ဟာမတ်တို့အကြားတိုးတက်မှုမရှိဘူးလို့နှစ်ဖက်သတင်းရှင်းပြများကပြောပြီးနောက်အစ္စရေးရဲ့ရိတ်ခါခွင့်ပြုမဲ့ကြေညာချက်ထပ်ပေါ်လာခဲ့ခြင်းဖြစ်တယ်လို့သတင်းများကဖော်ပြထားကြောင်းသိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့သတင်းကတော့ဟိုက်ဒရာဘတ်တွင်မီးလောင်ပြီးလူ၁၈ဦးထပ်မင်းသေဆုံးတဲ့သတင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့တွင်တနင်္ဂနွေနေ့ကအစာအုံတလုံးဝါယာလျှော်ဖြစ်ကမိလောင်တဲ့အတွက်လူ၁၈ဦးထပ်မံနေသေဆုံးခဲ့တယ်လို့တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။ဒေသစံတော်ချိန်နနက်6နာရီတွင်မိလောင်မှုဖြစ်စဉ်ကိုဖုံးဆက်အကြောင်းကြားချက်ရခဲ့တယ်လို့ဟိုက်ဒရာဘတ်မြို့တရှိရာတောင်ပိုင်းတလန်ကာနာပြည်နယ်မိဘအန်ရဲ့အရေးပေါ်တုံ့ပြန်ရေးနဲ့အရက်ဘတ်ကာကွယ်ရေးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ မိကမြင်းကြီးတက်မှလောင်ပြီးတော့အပေါ်ဓာတ်တွေကိုကူးသွားခဲ့တယ်။မိငိမ့်တက်တာနဲ့ရှောက်ခွေခဲ့စဲလုပ်ငန်းတွေကိုဒပြိုင်နက်လှုပ်ဆောင်နေပါတယ်လို့သတင်းမှရေးသားဖော်ပြထားပါတယ်။ဖြစ်စဉ်အတွင်းအသက်9နှစ်အောက်ကလေး6ဦးအပါအဝင်တည်ဆုံးခဲ့သူ18ဦးရဲ့အမည်စီရင်ကိုလည်းသတင်းထုတ်ပြန်ချက်မှဖော်ပြထားကြောင်းသိရပါတယ်။ မိလာမှုတွင်အသက်ဆုံးရှုံးခဲ့ရမှုများအတွက်အလွန်ဝမ်းနည်းကြေကွဲရကြောင်းအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကပြောကြားခဲ့ပြီးတည်ဆုံးခဲ့ရသူများရဲ့ဆွေမျိုးသားချင်းထံနေနာချေရူဘီ2သိန်းအမေရိကန်ဒေါ်လာ2300စီပေးရတော်မယ်လို့ကြေညာခဲ့ကြောင်းလည်းသိရပါရရှင်။ထမန်နေဆမဲ့တဲ့တွင်ကတော့အင်ဒိုနီးရှားမိတော်ပောက်ပွဲမှုအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်တဲ့တွင်ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာသတင်းပတ်ကုံပိုင်းကရှစ်ကြိမ်တိုင်းပောက်ခွဲခဲ့တဲ့ Willow TV Lucky Lucky မိတောင်နဲ့ပတ်သက်တဲ့သတိပေးချက်အစဉ်ကိုအမြင့်ဆုံးတိုမြင့်လိုက်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်နိုင်ငံအရှေ့ပိုင်း Florence ကျွန်းမှာတည်ရှိတဲ့ Eddie Meadow ဟာတနင်္ဂနွေနေ့ကလည်းအမြင့်3မီတာကနေ9.5ကီလိုမီတာအမြင့်ထိမီးတောင်ပြားရေမှုတ်ထုတ်ခဲ့ပါရယ် ငလျင်ဌာနရဲ့လေးလာအကဲဖြတ်ချက်တည်းအရမီးတောင်ရဲ့လှုပ်ရှားမှုတွေမြင့်တက်နေတဲ့အတွက်ည၈နာရီကစပြီးသတိပေးချက်ကိုတိုးမြင့်လိုက်တယ်လို့ဆိုပါရယ်မေလ20ရက်မနက်မှာလဲမီးတောင်ဟာထပ်မံပေါက်ွဲခဲ့ပြီးအမြင့်1.2ကီလိုမီတာအထိမီးတောင်ပြားတွေမှုတ်ထုတ်ခဲ့တယ်လို့မီးတောင်ဌာနကထုတ်ပြန်ပါရယ် မီတောင်ကနေ6ကီလိုမီတာပတ်လည်မှာအနေရရှိပြီးမိုးသည်ထန်စွာရသောမိုးရေကြောင့်မီတောင်ဝါကနေ6ရီပူရေစီကြလာမယ်အနေရကိုလည်းသတိပေးထားကြောင်းသိရပါရရှင်။ကျမတို့ရှင်ကုံမီဒီယာကနေအရှေ့လေပိုင်းဒေသအစ္စရေးနဲ့ဟာမတ်စရဲတိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြဿနာများကိုအချင်းနဲ့တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိပေးခဲ့ကြတဲ့ပြည်သက်များအလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။